မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့မေလပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတိဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့သိမ်းတိုက်ပွဲမှာ AA ကစစ်စခန်းတစ်ခုပြီးတစ်ခုကိုသိမ်းပိုင်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းတရားကျော်ကိုရရှိကာစစ်တုံးမှန်းများနဲ့လက်နက်ခဲများကိုလည်းသိမ်းပိုင်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတိဆက်ပေးရမယ် AA ကမောင်တော်မြို့သိမ်းတိုက်ပွဲကိုဆက်လက်ဆင်နွှဲလျက်ရှိပြီးတော့မောင်တော်မြို့အတွင်းမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်မောင်တော်မြို့အမှတ်နဲ့ရက်ကွက်ဖေစီရွာနဲ့မောင်နီရွာအတွင်းက အစစ်စစ်ခုခံစစ်ဆင်နွှဲခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်အဖွဲ့များအပြင်အာစာ RSO ARA တို့ရဲ့ခံစစ်နေရာအများစုကိုအရခတ်တပ်တော်ကတခုပြီးတခုသိမ့်ပိုက်ရရှိထားတယ်လို့သိရပါတယ်တိုက်ပွဲမှာစစ်ကောင်စီနဲ့လက်အောက်ခံတပ်ဖွဲ့ဝင်များရဲ့အလောင်းများတုံမှန်းများနဲ့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ဩဂတ်စ်လ24ရက်ဩဂတ်စ်လ25ရက်နေ့ ်ဩဂတ်စ်လ26ရက်နေ့3ရက်အတွင်းမှာစစ်ကောင်စီတပ်နဲ့အပေါင်းပါများအပါအဝင်အလောင်းတရာကျော်ကိုကောင်းမွန်စွာမြေမြုပ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။တုံမန်းတချို့ကိုလည်းမောင်တော်မျိုးတွင်မျိုးပြင်များကနေပြီးတော့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မနေ့ကထုတ်ပြန်ထားတဲ့ AA ရဲ့ဗီဒီယိုဖိုင်များအရာလက်နက်ကိုင်များအပါအဝင်စစ်ကောင်စီတပ်သား63ဦးကိုအရှင်ဖမ်းပြီးထားကြောင်း AA ကထုတ်ပြန်ထားပါတယ်။တပြိုင်နက်တည်းမှာပဲထွက်ပြေးနေတဲ့လက်နက်ကိုင်စစ်သားများကိုလိုက်လံချိန်မုံးလျက်ရှိပြီးတော့စစ်ကောင်စီတပ်ရဲ့ လက်ကျန်ခံစစ်စခန်းများကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိတဲ့အတွက်ကြောင့်မောင်တော်မြို့ရဲ့အခြားနေရာတချို့မှာလည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်တန်တွဲမြို့နယ်မောင်ရွှေလေးရေတပ်နယ်ဂွားမြို့နယ်ကျိန်နလီမြို့အနီးကြောက်ပစက်ကျေးရွာအနီးတို့မှာလည်းစစ်ကောင်စီတပ်နဲ့အရခတပ်တော်တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။စစ်တပ်ကစစ်သည်မောင်းရှစ်စီးနဲ့ရေချောင်းကနေပြီးတော့တိုက်ပွဲများဖြစ်ပွားရာနေရာများကိုလက်နက်အင်အားလူဝင်အားတွေဖြည့်တင်းနေခြင်း စစ်သည်မောများဘော်ကနေပြီးတော့လက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့်တိုက်ပွဲများဟာဆက်လက်ပြင်းထန်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကူလေတဲ့စခန်းဌာနချုပ်ကိုရှော့တိုက်ဒုံးအသေးခံ drone များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကဗိုလ်မှူးကြီးတအူဗိုလ်ကြီးတအူအပါအဝင်စစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ26ရက်နေ့ညနေ3:30မိနစ်အချိန်မှာ ောင်းပိုင်းတိုင်းစစ်ဒေသ JOC ရဲ့ညွှန်ကြားမှုအမှတ်နဲ့စစ်ဒေသကွဲကိုကဲမှုနဲ့အချမ်းဘတ်စစ်ကောင်စီရဲ့တောင်ကိုလေးတပ်စခန်းဌာနချုပ်ကို Rain of Fire စစ်စေရေးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တရ14မမရှော့တိုက်ဒုံးများကာမီကာစီဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အချမ်းဘတ်စစ်ကောင်စီရဲ့လေးတပ်စခန်းဌာနချုပ်အတွင်ထိခိုက်ဒေဆုံးပျက်စီးမှုများရှိခဲ့တယ်လို့သိရပါဗျ။ ပြစ်ခတ်တိုက်ခတ်မှုများကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးထက်မနည်းသေးဆုံးပြီးဒဏ်ရာရရှိမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်။ပျက်စီးမှုများကိုတော့အတိပြုနေဆဲဖြစ်တယ်လို့သိရပါတယ်။ Rain of Fire စစ်စင်ရေးကိုစစ်ဒေသခွဲလက်နက်ကြီးတပ်ဖွဲ့ရှားတူဝနီးပညာအဖွဲ့ K Cloud Drone Team တမဟာနှင့် KNL တရရင်ကတမဟာနှင့်အထုတရရင်ပြည်သူ့ကာကွယ်တမဟာတောင်ကိုခရအမတ်နဲ့တရရင်3932နှင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်စစ်တိုင်းဌာနတို့ကနေပြီးတော့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဗိုလ်မှူးကြီးတအူဗိုလ်ကြီးတအူတက်ချက်တအူနဲ့ အခြားအဆင့်၅ဦးသေဆုံးတယ်၂၁ဦးဒဏ်ရာရတယ်နောက်ဆက်တဲ့သတင်းပေးပို့ချက်အရပါပျက်စီးတာတွေကတော့အတီးပြုတ်လို့မရသေးဘူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေလုံခြုံတဲ့နေရာကိုရောက်ပါပြီအားလုံးဘေးကင်းပါတယ်လို့ရဲဘော်တင်ဦးကရှင်းပြထားပါတယ်ဩဂတ်လ၂၀ရက်နေ့ည၇ :56 မိနစ်အချိန်ကလည်းတောင်ကုန်မြို့မှာရှိတဲ့အချမ်းမဲ့စစ်ကောင်စီရဲ့တောင်ကုန်လေတပ်စခန်းအတွင်းကိုတရားခွန်မမှာ short တိုက်ခုနလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ် short တိုက်ဒုံးနဲ့ပြစ်ခတ်မှုကြောင့်လေတပ်ကစစ်အရာရှိနှောက်ဦးသေဆုံးပြီး အခြားအဆင့်6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကအစီဝေးများအတွင်မှာ၎င်းတအုပ်ထဲနဲ့နှစ်နာရီနီးပါးမယမနာစကားတွေပြောပြီးတော့ပြောခဲ့ပြီးတာတွေကိုလည်းထက်ခါထက်ခါကြော့ပြီးတော့ပြောဆိုနေတဲ့အတွာအစီဝေးများမှာတတ်မှတ်ကြာချိန်ထက်ပိုပြီးတော့ကြာမြင့်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ဘက်နဲ့အရက်ဘက်အစီဝေးများမှာအစီဝေးစတင်တာနဲ့အဖွင့်အပြင်းနဲ့အချမ်းဖတ်စစ်ခေါင်းဆောင်ကစကားပြောလို့ရှိရမှာ အစည်းအဝေးတစ်ခုလုံးမှာတခြားသူများဆွေးနွေးခွင့်နဲ့တင်ပြခွင့်အနည်းငယ်သာရရှိပြီးတော့၎င်းတအုပ်တွေကသာတိုင်းခံပြောဆိုလေးရှိတယ်လို့သိရပါတယ်။အစည်းအဝေးအပိတ်များမှာလည်း၎င်းတအုပ်တွေကသာတောက်လျှောက်ခရီးရည်လော့တတို့တို့ပြောဆိုနေတယ်လို့သိရပါတယ်။ထူးခြားတာကပြောထားပြီးတာတွေကိုလည်းမကြာခဏထပ်၍ထပ်၍အကြိမ်ကြိမ်ပြောဆိုလာတယ်လို့သိရပါတယ်။နှစ်နာရီသာကြာမြင့်ချိန်တတ်မှတ်ထားတဲ့အစည်းအဝေးများမှာ၄နာရီအထိကြာမြင့်သွားပြီးတော့အခြားသူများတင်ပြခွင့်နဲ့ဆွေးနွေးခွင့်အချိန်အနည်းငယ်သာရရှိကြတယ်လို့သိရပါတယ်။ တက်ဘက်ရောအရက်ဘက်ရောအစည်းအဝေးတွေမှာတက်ချုပ်ကအရန်ကိုစကားပြောတာအာနာသိန်းကဇာတ်ထက်ပို့ပြီးတော့စကားတွေပြောလာတယ်ပြောပြီးသားတွေကိုလည်းထက်ခါထက်ခါပြောတယ်ဥပမာအစည်းအဝေး2နာရီကြာချိန်တတ်မှတ်ထားတဲ့အစည်းအဝေးမှာတက်ချုပ် speech ပြောတာနဲ့2နာရီပြည့်သွားအောင်အဖွဲ့မှာသူထပြောတယ်မယံမနာပဲအပိတ်မှာလည်းသူကထပ်ပြောတယ်နိုင်ပေါင်းများစွာပဲ ဘလို့ပြောရမှန်းကိုမသိရတော့အောင်စကားတွေပြောနေတာသူ့အကြောင်းသူ့တက်ထဲမှာဘလို့ဖြတ်တန်းနေအဲ့ဒါတွေကလည်းမကြခဏပဲသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေဒါတွေကိုလည်းပြောတယ်အစည်းဝေးခေါင်းစဉ်နဲ့ချော်ထွက်ပြီးသွားတာမျိုးတွေလည်းဖြစ်နေတယ်လို့နေပြည်တော်စစ်ဘက်တရင်အရင်းတွေကပြောဆိုထားပါတယ်အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအခုလိုမျိုးအစည်းအဝေးများမှာအချိန်ကြာမြင့်စွာစကားပြောနေခြင်းကိုတားမြစ်မဲ့သူမရှိသလိုအစည်းအဝေးတက်ရောက်ကြတဲ့အရက်ဘက်နဲ့စစ်ဘက်တာဝန်ရှိသူများဟာလည်းဘလို့မှမတက်နိုင်မဲနဲ့ထိုင်နားထောင်နေရပြီးတော့တအူးမြတ်နာတအူးကြည့်ပြီးတော့ စာအုပ်မှာဘောပင်နဲ့လိုက်မှတ်နေခြင်းနဲ့ဒါအချိန်ဖြုန်းလေရတယ်လို့သိရပါဗျ။မင်းအွန်လိုင်းကအလွန်စကားပြောနေတဲ့အတော့အစည်းအဝေးများဟာပြန်ပြန်အနည်းဆုံးအချိန်၄နာရီကျော်ကြာမြင့်လာတယ်လို့သိရပါဗျ။လက်ရှိအကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့အမှုအရာအပြောဆိုများနဲ့မျက်နှာတွင်ပြင်းများကိုအသေးစိတ်အချိန်ယူလေ့လာစီစစ်ရမှာမင်းအွန်လိုင်းဟာစိတ်ကစားလူသက်သမားနာစိတ်စိတ်ယောဂါဆွဲကပ်နေတဲ့သူ Fragile Narcissist အဖြစ်နဲ့တတ်သိခံနေတယ်လို့သိရပါဗျ။ Narcissist သို့မဟုတ် narcissistic personality disorder NPD ဆိုတာဟာစိတ်ဝေဒနာယောဂတစ်မျိုးဖြစ်ပြီးတော့မိမိကိုယ်ကိုကိုယ်ရည်သွေးခြင်းမိမိကသာကယ်တင်ရှင်အဖြစ်ထင်မှတ်ခြင်းမိမိကသာအရေးကြီးသူဆွဲဆောင်နိုင်သူအဖြစ်နဲ့ထင်မှတ်ခြင်းစတဲ့စိတ်ပုံမှန်မဟုတ်တော့တဲ့အခြေအနေခံစားနေရမှုဝေဒနာဖြစ်တယ်လို့သိရပါဗျ။မင်းအောင်လိုက်ဟာ narcissistic ယောဂဆွဲကပ်နေသူဖြစ်ကြောင်း၎င်းရဲ့အပြုအမူများကတတ်သိခံနေကြောင်းစိတ်ကြမ်းမာရေးလေ့လာသူများက2023ခုနှစ်နှစ်စာပိုင်းကလေးကထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ဘေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ုပ်မြန်မာနယ်စပ်ယူနန်ပြည်နယ်မှာကြီအစ်စ်များနဲ့စီရေးလေးကျင်းမှုကိုဒီကနေ့ကစတင်လိုက်ပြီးတော့အဲ့ဒီစီရေးလေးကျင်းမှုဟာရုတ်တရက်မြည်သည့်အခြေအနေမှာမဆိုတုံ့ပြန်နိုင်ရန်နဲ့ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနယ်စပ်တည်ငြိမ်ရေးနဲ့ပြည်သူများကိုကာကွယ်ရန်အမြဲအသင့်ပြင်ထားတာလို့တရုတ်စစ်တပ်ရဲ့ပြောခွင့်ရအကြီးတန်းဗိုလ်မှူးကြီးရှန်ဂျွန်လီကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာတရုတ်စစ်တပ်ကတရုတ်မြန်မာနယ်စပ်ယူနန်ပြည်နယ်မှာလေကြောင်းနဲ့မြေပြင်တပ်ဖွဲ့များကကြီးအစစ်များနဲ့တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများကိုစတင်ခဲ့တယ်လို့သိရပါဗျ။ယူနန်ပြည်နယ်မှာကြီးအစစ်များနဲ့စီးရေးလေ့ကျင့်မှုဟာ၃ရက်ကြာကြာမြင့်မှာဖြစ်ပြီးတော့ ဩဂတ်စ်လ29ရက်နေ့မှာပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်တရုတ်စစ်တပ်ရဲ့မြေပြင်နဲ့လေတံများပါဝင်တဲ့၃ရက်ကြာပြစ်ခတ်မှု၄ကျင်းငန်းကိုဒီကနေ့မှာစတင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစီရေး၄ကျင်းမှုဟာကင်းထောက်ခြင်းကြိုးတင်သတိပေးခြင်း ဧရိယာထိန်းချုပ်ခြင်းနဲ့ပြစ်ခတ်မှုစွမ်းရည်များကိုစမ်းသပ်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းတရုတ်စစ်တပ်ရဲ့အကြီးတန်းဗိုလ်မှူးကြီးရှန်ဂျွန်လီကထုတ်ပြန်ပြောဆိုထားပါတယ်တရုတ်စစ်တပ်အနေနဲ့ဘလို့ရုတ်တရက်အခြေအနေမျိုးမှာမဆိုတုံ့ပြန်နိုင်မို့တဲ့တရုတ်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံရေးနေဆက်တည်ငြိမ်ရေးနဲ့တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာဝယ်ဖို့အမြဲတမ်းအသင့်ပြင်ထားပါတယ်လို့တရုတ်စစ်တပ်ရဲ့အကြီးတန်းဗိုလ်မှူးကြီးရှန်ဂျွန်လီကထုတ်ပြန်ပြောဆိုလိုက်ပါတယ်တရုတ်ရဲ့စီးရေးလက်ကျမှုဟာရွှေလီမြို့ဇန်ခန်းခရိုင် ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအနီးတို့မှာစီးရဲလေးကျင့်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မှာနှစ်ရက်ဆက်တိုက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ25ရက်နေ့မှာမုံရွာမြို့ပေါ်ရွှေကုန်းရက်ကွက်အပါဝင်ရက်ကွက်အများပြားနဲ့မုံရွာမြို့တောင်ဘက်မှာရှိတဲ့ကျေးရွာများကိုစစ်ကောင်စီတပ်ကဝေရောက်စီးနှင်းပြီးတော့ဒေသခံပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ26ရက်နေ့မှာတော့မုံရွာမြို့တွင် ထမ်းတော်ရက်ကွက်အတွင်းကိုဝင်ရောက်ပြီးတော့လူငယ်များကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။မနက်၁၇နာရီလောက်က ဖုံးစိုးကြောင်ဖုံးစိုးကန်ရွာနားမှာစောက်ပြီးတော့ဖမ်းတယ်လူငယ်လေးယောက်ပါသွားတယ်လို့မုံရွာမြို့ကပြည်သူတို့ကရှင်းပြထားပါတယ်ဒါ့အပြင်မုံရွာမြို့ထန်းတော်ရက်ကွက်အတွင်းကိုမနေ့ကမွန်းလွဲနှစ်နာရီအချိန်မှာအစံဘက်စစ်တပ်ကအိစည်းကားများနဲ့ဝေရောက်ဖမ်းဆီးမှုများကိုလုံဆောင်ခဲ့တယ်လို့သိရပါတယ်ဩဂတ်စ်လ25ရက်နေ့ကလည်းမုံရွာမြို့ပေါ်နဲ့မုံရွာနယ်တောင်ပတ်အချမ်းကြီးရွာများကိုလည်းစစ်ကောင်စီတပ်ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးမှုကြောင့်ပြည်သူတရားဝင်းကျင်ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံသတင်းအကြီးအမြစ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ